ကတော့လေယူဖို့အခုကမယူပြတော့ဘူးဆိုတော့ကို့အတွက်ပဲဖြစ်သွားအရှုံးမရှိဘူးမလို့လာအရှုံးမရှိဘူးလေအအဓိကလူတယောက်က Swiss ကိုလည်း branded ကြိုက်တယ်ဒါပေမဲ့ကိုယ်နဲ့လိုက်မယ်ကိုယ်ကို confident ဖြစ်မယ်တဲ့မလား comfortable ဖြစ်မယ်ဟာမျိုးလောက်ပဲသူများ များအရင်အထင်ကြီးဖို့တော့တိတ်တော့မသုံးပြဘူးဒါပေမဲ့ကိုဟာကိုတော့အော်ငါကတော့ဒါလေးတော့ကြိုက်တင်ပါတယ်လေဥပမာပေါ့တခါလေးကြလေလူတွေကနေအမှန်တိုင်းပြောလို့ရှိရင်ကျမဆိုအရင်တော့အငဲဖြစ်တယ်ဟာဒါပြအရေးကြီးလို့လားတော့သိရမလားဒါပေမဲ့အရေးကြီးရတော့တခါတစ်ချက်လူတွေကလေအပေါ်ရနေဆုံးဖြတ်တာမျိုးလည်းရှိရဲအဲတချို့ကြတော့ branded ကိုကြိုက်ကြတယ်အဲတချို့ကြတော့မဟုတ်ဘူး sweet ဆို jewelry ကြိုက်တာ jewelry ကိုကိုယူတာအဲ့ကိုပေါ်တင်လိုက်ရင်လေပို့ပြီးတော့တရေတက်သွားတယ်လို့ခံစားရတယ်မိမတယောက်ရဲ့ အဲပေါ့နော်ပို့ပြီးတော့ပေါ့နော်တိတ်ခါတရအဲအဲ့လိုမျိုးပေါ့ချက်သေးရေအဲအဲ့လိုမျိုးကဒီ jewelry ကဂုံးအရှိန်ဟွာပို့တိုးတယ်ပြီးရင်နောက်တစ်ခုရှိသေးတယ်ယရနာဆိုတာထိုက်မှရငွေရှိတိုင်းလည်းမဟုတ်ဒီပစ္စည်းကကိုနဲ့ထိုက်မှကိုကိုစီမှကတ်တာနော်မဟုတ်ရင်မကတ်ဘူးကျမအဲ့ဒါအတွေ့အကြုံရအဲ့ဒီကြတော့ဒီလိုတန်ဖိုးကြီးယရနာတွေဒီကိုရဲ့ကံကောင်းခြင်းနော်အဲပြီးတော့လက်ရှိခြင်းအဲ့ဒါမျိုးကိုပေးရဲ့ တချို့ဆိုရင်ရှိရယ်လေယတနာရှိရယတနာလားတဲ့ယတနာဝင်လိုက်တာနဲ့ပိုအလုတ်ဖြစ်တာလို့အဲ့ကြယတနာစုကိုစုတဲ့နေလို့ဆိုရထက်ပွဲကြဖြစ်တာတော့ဒါတဲနုဆန်ဖိတ်လို့မဖိတ်တက်လို့မမရနော်အဓိကကတော့လေအဲဆွီတို့ဒါဆွီကတော့သူ့အတိအကြပြီပေါ့ဘာလို့လဲဆိုတော့ အဲဆွေကိုတိုင်ကသူ့မင်္ဂလာဆောင်ကိုသွားခဲ့တယ်။အဲတကယ်လည်းအထင်ကြီးရနေနေမဲ့ကြီးခဲ့တဲ့ wedding တစ်ခုဖြစ်ခဲ့တယ်။အားလုံးသိမှာပန်းတောင်ကြီးကြီးနဲ့ဆောင်လာလို့အမြန်။ပန်းနေအဲ့လိုမျိုးအားရဲရဲဆက်ဆက်ပေါ့နော်။အဲ့လိုမျိုးအဲပြီးတော့အညပွဲမှာဆိုလဲပန်းနေရောအဲ decorate လုပ်ထားအရန်ထူးဆန်းအဲ့လိုမျိုးနဲ့ဒါတို့ကအားလုံးကသိကြတဲ့နော်ဒီမှာလေးပေါ့ငယ်ငယ်လေးတွေကအိမ်လေးပေါ့နော်ခုတနေ့အင်္ဂါပြုမယ်ဆိုရင်ဟိုဖြစ်ရှင်တဲ့ဆန္ဒလေးဖြစ်သွားတာပေါ့ပန်းနေအများကြီးနဲ့ မင်္ဂလာဆောင်ခြင်းနဲ့အဓိကတော့မင်္ဂလေးတိုင်းကဒါကပန်း sweet တင်တာပြောတာဒီပန်းနေရဲ့တံပိုးကုံကြစရိတ်ထက်ကိုယ်ကိုချစ်တဲ့အမျိုးသားတွေကိုယ့်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခြင်းအဲ့ဒါပို့ပြီးတော့ပီတိဖြစ်ရတယ်။ဘာလို့လဲဆိုတော့ဒါကိုယ့်ကိုတံပိုးထားတာနဲ့အတူတူပဲအဲ့ဆိုရတော့အဲ့လိုခံစားရတယ်ဒီပန်းနေရဲ့တံပိုးတဲ့ကိုယ့်ကိုတံပိုးထားတဲ့အရာရောက်တယ်ပေါ့မင်္ဂလေးတယောက်ကသူ့ရဲ့အိမ်မက်ကို ဖန်ဖန်ပြီးပြရပါတော့အဲ့ကြတော့ဟုတ်အရင်အကြရာချက်လေးအဓိကပေါ့နော်အဲ့လိုစက်တီမင်္ဂလာပေါ့နော်ပြည်စုံမမြင်မမြင်ဘူးတဲ့အရာကိုမြင်လိုက်ရတဲ့အတွက်ဘာပဲဖြစ်ဖြစ်စိတ်တွေလဲကြည်လို့ရတယ်အဲအဲ့လိုမျိုးပေါ့အားလဲကြရတယ်ဝမ်းလဲဝမ်းသာရတာပေါ့နော်ဘာလို့ဆိုတော့အမျိုးသမီးတိုင်းကအဲ့လိုဖြစ်ဖို့ထိုက်တယ်ဟုတ်ဒီရဲ့ဒီဇိုင်းကဆွေကလိုလိုရှင်းမဲ့ပြောလိုက်မယ်ဘာလို့လဲဆိုတော့ဒီရဲ့ဒီဇိုင်းတွေအားလုံးက unique ဖြစ်တယ်အဓိကကလေဆွေပြောပြမယ် quality နဲ့ quantity ဘာလို့လဲဆိုတော့အခုချိန်မှာပစ္စည်းစိုင်နေလည်းအများကြီးရှိတယ်အဲ့ဒီကြတော့တချို့ကကြတော့ပစ္စည်းတစ်ခုကိုအများကြီးဝေ့ရတာစိုက်တယ်အဲ့ဒါကိုသူပြောချင်တာ quantity ဆိုတာ quality ကြတော့ပစ္စည်းကိုအများကြီးထည့်လဲဝတ်ချင်မှဝတ်လို့ရတယ်သို့တော့ဒါက precious ဖြစ်တယ်အမြဲတမ်းကိုကအဲသူတို့စီမှာဆိုလို့ရှိရင်ဒါအနီးအပြာက main ပဲအဲ့ဒီတော့အဲ့ဒီအနီးအပြာကဒီ ကိုဝယ်ရင်ဝယ်ထားတယ်လို့ဈေးတက်တဲ့အမျိုးဖြစ်တယ်အဲ့ဒီတော့ဒီတန်ဖိုးကကြမတော်ဆွေးတော့ကြတော့တစ်ခုကောင်းကိုပိုကြိုက်တယ်ပြောချင်တာကကျမအများကြီးဝတ်ချင်မှဝတ်မယ်ဒါပေမဲ့အဲတစ်ခုတည်းနဲ့ကောင်းကောင်းလေးကိုအမြဲဝတ်ချင်တဲ့အထဲမှာပါတဲ့ customer တွေရှိတယ်လို့အမြဲတမ်းဒါတော့လူရဲ့အကြိုက်အဲ့ဒါကကျမတို့ပြောလို့မလိုဘူးဒါပေမဲ့လူတိုင်းလူတိုင်းမှာအကြိုက်တစ်ခုရှိတယ်ဆွေးဆိုရင်တော့ဒီလို quality ကိုပိုကြိုက်တယ်တကွင်းဆိုတကွင်းမဝတ်ဘူး သဘောကတသက်လုံးအတွက်ခြေမိုးပြီးဝတ်မယ်အဲအဲ့လိုစိတ်ရှိအဲအဲ့လိုပေါ့ဟုတ်ဒီဇိုင်းလေးရဆိုရင်ဒီ two way ပုံစံပေါ့နော်ဒီကျိုးလေးပဲပရမညာလေးပဲဘုဘပရမညာလေးပဲဝတ်မယ်ဆိုရင်လည်းဒီတစ်ခုပဲဆိုလဲဝတ်လို့ရတယ်ဟုတ်ဒါအရှင်ပေါ့အရှင်နော်အော်ဟုတ်ပြီပေါ့အဲ့ဒါဆိုရင်အရှင်ဆိုလို့ရှိရင်ဒီအောက်မှာကြိုက်တဲ့ locket ပြီးဆွဲလို့ရမယ်ပေါ့ပေါ့ကိုနဲ့ဟုတ်မယ်ဆိုရင်ဒါဆိုရင်တော့အမီကြိုက်ပေါ့ဒါဆိုရင်တော့ကိုရီးယားကြိုက်အဲ့တော့ဒါနှစ်ယောက်စလုံးဝတ်လို့အစစ်စစ်တရားလို့ โอเคပါကောင်းပါတယ် idea လေးอ่ะအဲပြီးတော့နောက်တစ်ခုอ่ะလေအဲသူတို့ကရွေးချက်ကောင်းတယ်အဲ့ဒါပါလဲဆိုတော့ဒီဆိုင်ကကြာတော့တကယ်ကို precious gems တွေကိုပြထားတာဒါ on the d ကเนาะ ATP က JL ကြာတော့ဆွေတို့อ่ะလေတချို့อ่ะတချို့တွေကြာတော့ branded wear တာကိုစိတ်ဝင်စားတဲ့လူငယ်တွေရှိသလို jewelry စိတ်ဝင်စားတဲ့လူတွေတသက်ရှိတယ်အဲ့လိုစုရတာအဲတချို့ဆိုလို့ရှိရင်10ဘိုင်းလေးနဲ့စဝဲခြင်းနဲ့ဆိုရင် JL မှာသူစက်သိန်းကျော်ကနေစပြီးတော့အမျိုးအစားဒါတက်တက်ကိုလူငယ်တွေပတ်ဆက်စုကျင်တဲ့လူငယ်တွေအတွက်ကောဆန်းဆန်းပြားပြားဒီဇိုင်းတွေဝစ်ချင်တယ်ပေါ့နော် update ဖြစ်တဲ့ဒီဇိုင်းလေးတွေဝစ်ချင်တဲ့သူအတွက်ကောဒါ JL ကကြတော့ဖန်တီးပေးထားတာပေါ့အဲ့ကြတော့ဆူယိုကတချို့ကကြတော့စိုင်းမှာလာကြည့်ရမှာသိရမလားအဲတခါတလေကြဝင်လေးကြတယ်အဲတခါလေကြတော့မဝင်ရတာမျိုးတွေရှိကြတယ်အဲ့ဒါမျိုးတွေလုံးဝမဖြစ်ပါနဲ့ဒီက warmly welcome ပါလို့နောက်တစ်ခုကကြတော့ တကယ်လို့စိုက်မလာကြည့်ဖို့အဆင်မပြေသေးဘူးဆိုရင် page တွေမှာအားလုံးတင်ပါတယ်အဲ့ဒီ page တွေမှာဝင်ပြီးတော့မှဒီဇိုင်းတွေကြည့်ပြီးတော့မေးလို့ရပါတယ် page မှာလည်းပေါ့နော်ပြီးမှစိုက်မလာကြည့်ပါတော့လင်းယူဖို့အခုကမယူပြတော့ဘူးဆိုတော့ကို့အတွက်ပဲဖြစ်သွားအရှုံးမရှိဘူးမလို့လာအရှုံးမရှိဘူးလေအအဓိကလူတယောက်က Swiss ဆိုလေ branded ကြိုက်တယ်ဒါပေမဲ့ကိုနဲ့ လိုက်မယ်ကိုယ်ကွန်ဖီဖြစ်မယ်တဲ့မလား comfortable ဖြစ်မယ်ဟာမျိုးလောက်ပဲသူများသူများအရင်အထင်ကြီးဖို့တော့တိတ်တော့မသုံးပြဘူးဒါပေမဲ့ကိုဟာကိုတော့အော်ငါတော့ဒါလေးတော့ကြိုက်တင်ပါတယ်လေဥပမာပေါ့တခါလေးကြလေလူတွေကလေအမှန်တိုင်းပြောလို့ရှိရင်ကျမဆိုအရင်တော့အမြဲဖြစ်တယ်ဟာဒါလေးကအရေးကြီးလို့လားတော့သိတယ်မလားဒါပေမဲ့အရေးကြီးရတော့တခါတခါကြလူတွေကလေအပေါ်ရနေဆုံးဖြစ်တာမျိုးလေးရှိရဲအဲတချို့ကြတော့ branded ကို ကြိုက်ကြတယ်အဲတချို့ကြတော့မဟုတ်ဘူးဆွေဆို jewelry ကြိုက်တာ jewelry ကိုကိုယူတာအဲ့ကိုပေါ်တင်လိုက်ရင်လည်းပို့ပြီးတော့တရေတက်သွားတယ်လို့ခံစားရတယ်မိမတယောက်ရဲ့အဲပေါ်တော့ပို့ပြီးတော့ပေါ်တော့တိတ်ခါတရအဲအဲ့လိုမျိုးပေါ့ချက်သေးရေအဲအဲ့လိုမျိုးကဒီ jewelry ကဂုံအရှိန်ဟွာပို့တိုးတယ်ပြီးရင်နောက်တစ်ခုရှိသေးတယ်ယရနာဆိုတာထိုက်မှရငွေရှိတိုင်းလည်းမဟုတ်ဒီပစ္စည်းကကိုနဲ့ထိုက်မှကိုကိုစီမှကတ်တာနော် မဟုတ်ရင်မကတ်ဘူးကျမအဲ့ဒါအတွေ့အကြုံရအဲ့ဒီကြတော့ဒီလိုတန်ဖိုးကြီးယတနာတွေဒီကိုယ့်ရဲ့ကံကောင်းခြင်းเนาะအဲပြီးတော့လက်ရှိခြင်းအဲ့ဒါမျိုးကိုပေးရတချို့ဆိုရင်ရှိရလေယတနာရှိရယတနာလားတဲ့ယတနာဝင်လိုက်တာနဲ့ပိုအလုတ်ဖြစ်တာလို့အဲ့ကြယတနာစုကိုစုတဲ့နေလို့ဆိုရထက်ဒီက83နှစ်6နဲ့30ကြားမှာရှားတာလွယ်လေအကြီးပဲဆိုင်ရလေเนาะအဲ့ကြတော့ အဲ့အဲ့ကိုလာခဲ့ကြဖို့ရှိရတော့ဖိတ်ခေါ်ချင်ပါလေလာပြီးတော့ဝယ်ဖို့တော့မဟုတ်ပါဘူးအရင်ဆုံးလာလေ့လာပါလာလေ့လာပြီးကိုနဲ့ asset တဲ့ကိုနဲ့လည်း guide တဲ့ဆိုလို့ရှိရင်အားပေးပါအောင်ပြောချင်ပါရှင်ဟုတ်ပါအာအလုံးမဲ့ဟိုဟာကျမ်းမာကြပါစီချမ်းသာကြပါစီလို့ပြီးလို့ရှိရင်ဒီ out the bee jewelry ပေါ့နော်ဒီရော GL jewelry ကိုလည်းအားပေးကြပါအောင်လို့ဆီကဖိတ်ခေါ်ချင်ပါတယ်ရှင်။အဲလာရအောင်ပြပါဦး GL မှာ GL individual quality လို့ပဲအမြင်သုံးပြီးရတော့ weil die Zeit die Lüge kommt. Die kommt.